မင်္ဂလာပါရှင်ချီချီကစ်ချင်းချင်နယ်မှာကြိုဆိုပါရစေ။ပစွန်စိတ်ငင်ပြားကြော်ကြော်ဖို့တွဲပထမအဦးဆုံးဆေးကြောတန်ဆဲထားတဲ့ပစွန်လေးကိုစားစနွင်ချုံမုံနေထားလိုက်ပါမယ်ရှင်။ဇဗလင်အနီတော်၃ချောင်းလောက်ကိုလည်းပပလီပြီးတော့ထောင်းထားလိုက်ပါရစေ။ စီတပ်ဖို့အတွက်စစ်တုံးအဖြူအနည်းနဲ့ငွေသီးလေးစိတ်ခွဲလို့လည်းထောင်းလိုက်ပါတယ်စီဘူးလာပြီဆိုရင်တော့စစ်တုံးအဖြူအနည်းထောင်းထားတာကိုအရင်စီတက်လိုက်ပါတယ်စီတက်လို့အနံ့လေးမွေးလာပြီဆိုရင်တော့စပလင်ထောင်းထားတာကိုပါထည့်လိုက်ပါမယ်ရှင်။ စပလင်အနံလေးလည်းမွေးလာပြီဆိုရင်တော့အရသာနဲ့ထားတဲ့ပစွန်စိတ်တွေဦးထည့်လိုက်ပါမယ်။အရသာအတွက်ငံပြာရင်နဲ့ချုံမုံလေးလည်းထည့်လိုက်ပါရစေ။ ပြီးတော့စုံချင်းကြီးလေးပါထည့်ပြီးတော့ခန်းအောင်လို့တင်လိုက်ပါအောင်မရှင်စပလင်းနဲ့မွမွေးလေးနဲ့ပစုံစိတ်ငံပြရဲ့ကြောအဆူကြော်လေးရပါပြီရှင်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများ යි တင်ပါတယ်